အားလုံးပဲမင်္ဂလာပါဒီကနေ့ညမြန်မာစံတော်ချိန်9:00ခွဲမှာတော့ Chelsea တင်းနဲ့ Asset Town အသင်းတို့ရဲ့ Premier League ပွဲစဉ်ကရှိတယ်။ဆိုတော့ဒီပွဲကစိတ်ဝင်စားဖို့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့နီးပြ Anso Mariska အတွက်ကျွန်တော်တို့ဒါ Asset Town ကိုပထမအကြုပ်ပေါ့လေ Asset Town အင်ကွဲမှာ2-0ဆိုတဲ့ရလဒ်နဲ့ဂိုးပြက်ကိုအရင်နေထားတဲ့အခြေအနေကိုပြန်ပြီးတော့မှအနိုင်ရလဒ်နဲ့အင်ကွဲမှာရှာဖွေရမှာဖြစ်တယ်လို့ Chelsea အသင်းနဲ့အနီးကပ်ဆုံး အတင်းတင်းဖြစ်တဲ့ပေါ့လေဒါ Manchester City တင်းကမနေ့ညက Crystal Palace ကိုဒါ City အိမ်ကွင်းဒါ Etihad မှာဖိုက်တူးရလက်နဲ့ကိုပြအနိုင်ယူပြီးတော့မှအဆင့်၄ကိုရောက်သွားပြီးတော့မှ Chelsea ကိုနှစ်မှတ်ဖြတ်ထားနိုင်ခဲ့တယ်လို့ဒါတစ်ဖက်က Aston Villa အတင်းကလည်းဒီ Southampton ကို3-0ရလက်နဲ့ကိုပြအနိုင်ယူပြီးတော့မှ Chelsea ကိုရမှတ်တစ်ပတ်ဖြတ်ပြီးအဆင့်၅နေရာကိုရောက်သွားတဲ့အတွက်လက်ရှိ Chelsea ကအဆင့်6နေရာမှာရှိနေတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ Aston Town ကိုအိမ်ကွင်းမှာကျွန်တော်ရမှတ်ပြည့်ယူပြီးတော့မှပေါ့လေဒါ အဆင့်၄နေရာကိုရောက်ဖို့လိုအပ်တယ်လို့ဒါအဆင့်၃က Nordia Forest ကလည်းမင်းညကအရင်နေခဲ့တဲ့အတွက်တကယ်လို့သာ Chelsea ကအဆွေတောင်းကိုနိုင်ခဲ့ရင်ကျွန်တော်တို့ဒီအဆင့်၃က Nordia Forest နဲ့တောင်မှတမတ်ပဲကွာဟမဲ့အခြေအနေကြောင့်မလို့ဒီနေ့ပွဲကတကယ်ကိုအရေးကြီးတဲ့အခြေအနေပါဆိုတော့ဒါအပြင်ကျွန်တော်ဒီတောက်ကြနေမှာကစားမယ်ကျွန်တော်တို့ Warsaw နဲ့ UEFA Conference League ပွဲစဉ်ကလည်းပထမအကြိမ်မှာ Warsaw အသင်းကိုပိုလန်ပြည်မှာကျွန်တော်တို့3-0ရလဒ်နဲ့ဂိုးပြတ်အနိုင်ယူထားတဲ့အခြေအနေကြောင့်မလို့ ကော်ပိုရိတ်ဘွဲစင်ကလည်းဒီလောက်ကြီးအရေးကြီးနေတဲ့အထက်မှာမပါတော့တဲ့အတွက်ကျွန်တော်တို့ဒါဒီအက်ဆက်တောင်းတဲ့ပွဲစဉ်မှာပေါ့လေချယ်ဆီကမဖြစ်မလေအာယုံဆူးဆိုင်မှုအပြည့်နဲ့ကျွန်တော်တို့အနိုင်ရလက်ရအောင်ဆွမ်းဆောင်ရမယ်အခြေအနေပါဒါပြင်ကျွန်တော်တို့ဒီပေါ့လေအက်ဆက်တောင်းတဲ့ပြီးရင်ကျွန်တော်တို့ကအာကျွန်တော်တို့ April 20နေ့ဆိုရင်ဖူဟန်နဲ့ကစားမယ် Everton Liverpool အသင်းတို့နဲ့တောင်းလျှောက်ပွဲချက်အနေထားတွေရှိနေတဲ့အတွက် မဖြစ်မနေကျွန်တော်တို့နိုင်ပွဲတွေယူရမယ့်အခြေအနေဖြစ်သလိုပြီးခဲ့တဲ့ပွဲစဉ်တွေကလည်းကျွန်တော်တို့ဒါ brand ဖို့အတင်းနဲ့ပွဲစဉ်မှာကစားပုံငါကျွန်တော်အရင်ကြီးစိုးတယ်လို့ပြောလို့မရပါပဲလို့ဒါကစားသမားပွဲထွက်ပုံအစင်းရင်မှားယူခဲ့တဲ့အခြေအနေကြောင့်မလို့ဒါ Mariska ကကျွန်တော်တို့တရေတမတ်နဲ့သာကျင်းတတ်ခဲ့ရတဲ့အတွက်ဒီနေ့ပွဲဟာတကယ်ကိုအရေးကြီးပါတယ်အဆွေတောင်းကတော့အမှန်တိုင်းပြောရရင်တကယ်ကို struggle ဖြစ်နေပြီးတော့မှနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာတပွဲပဲနိုင်ထားတယ်အကြောင်းတပွဲတည်ကြပြီး၃ပွဲဆက်တိုက်ရှုံးထားတယ်ဆိုတော့ ဒါကြောင့်မို့လို့အဆအဆရရအဆင်ပြေမနေတဲ့အတင်းလက်ရှိအဆင်ဇရာရလဲအဆင်၁၈မှာကျွန်တော်တို့ဒီရဒီမှာတန်းဆင်းရဖို့အချိန်ဒီအကောင်းဆုံးအတင်းဖြစ်နေတယ်လို့ကျွန်တော်ရမှတ်ကလည်း၂၀ပဲရှိနေတဲ့အတင်းကိုကျွန်တော်အိမ်ခွဲမှာအနိုင်ရဖို့တကယ်ကိုလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကြုံတရားဒီမှာမဖြစ်မနေချန်ပီယံလိဝင်ခွင့်ရဖို့အတွက်အသင်းကအာယုံစိုက်ထားရမှာဖြစ်တယ်လို့အာကျွန်တော်တို့ဒါအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့နီကိုလက်ဂျက်ဆင်ကျွန်တော်ခိုးပါမှာအာတစ်ဖက်ကဒီအဆိုဖာနာရက်ဝိုင်းဆက်စကိုင်းစီတို့ခန်းစစ်ကစားသမားဖြစ်တဲ့မတ်စ်ကူကူရဲ့လာပတ်သရိုနတ်တူအားလုံးကကျွန်တော်တို့လုံလုံလောက်လောက် fit ဖြစ်နေတယ်လို့ injury အခြေအနေမှာလည်းမရှိတဲ့အတွက် squad တဲ့အရာတော့ကျွန်တော်တို့တကယ်ကိုတောင့်တင်းတဲ့အခြေအနေတစ်ခုမှရှိနေတဲ့အတွက်ကျွန်တော်တို့တစ်ဖက်ကဒီ asset တောင်းကိုအနိုင်ရမယ့်အခြေအနေပါ ။ဒါပြင်အက်ဆွတ်တောင်းမှလည်း injury ကစားသမားတွေအများကြီးရှိနေတယ်လို့ကျွန်တော်တို့ကပြီးခဲ့တဲ့အပတ်အက်ဆွတ်တောင်းအင်ခွဲမှာ Chelsea ကိုဒုက္ခပေးခဲ့တဲ့လူငယ်ကစားသမားဖြစ်တဲ့ Hutchinson လည်းပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပြီးသိရတယ်။ဒါပေမဲ့လို့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ကစားသမားကတော့တိုက်စစ်ကစားသမားဖြစ်တဲ့ Dilap နဲ့ဒါကျွန်တော်တို့ Brighton ကအငားခေါ်ထားတယ်ပေါ့လေ Julie ကိုဒီကစားသမားတွေကိုတော့စောင့်ကြည့်ရဖို့အခြေအနေရှိတယ်။ဆိုတော့ဒီဘက် Anso Martinez ကအနေနဲ့တော့ကျွန်တော်တို့လက်ရှိအခြေအနေရကစားသမားတွေ injury ကပြန်လာနိုင်တာရဲ့ မဖြစ်မနေနိုင်ပွဲရဖို့လိုအပ်တာရဲ့အကြောင်းမို့လို့အက်ဆွတ်တောင်းကိုတော့အိမ်ခွဲမှာအနိုင်ယူဖို့လိုအပ်တယ်ဆိုတော့အော်ကျွန်တော်ယူရီဗာကွန်ဖရင့်လေးကိုဘေးချိတ်ထားလို့တောင်ရရပြဘာကြောင့်လဲဆိုတော့ဒါနောက်တစ်ဆင့်စီမီဖိုင်နယ်တက်ဖို့သေးကြတယ်ဖိုင်နယ်တက်ဖို့သေးကြတဲ့အတွက်ပရီးမီးယားလိဂ်ကိုပို့ပြီးတော့အာယုံစိုက်ဖို့လိုတယ်လို့မြင်တယ်ဆိုတော့အရင်ပွဲစဉ်တွေတုန်းကဒီကစားဒီနည်းပြပါလေကျွန်တော်တို့ ဒီပွဲထုတ်ပုံစဉ်းစားစရာတွေမေးခွန်းထုတ်စရာရှိခဲ့တယ်ဆိုပဲလို့ဒီနေ့ပွဲမှာတော့ကမောက်ကမကစားသမားတွေပွဲထုတ်ပလာဖို့ပဲဆူတောင်းมาဖြစ်တယ်ဆိုတော့ Yurifa Conference League ကိုတွားပြီးတော့မှဒုတိယအကြော့ကိုကဘိုင်းဒီပထမအကြော့တွေကဂိုးပြတ်နိုင်ထားတာယူလူချမ်းပြီးကစားမယ်ဆိုရင်တော့ဒါအဆွတ်တောင်းကို short တွက်လို့မရဘူးဘာကြောင့်လဲဆိုတော့ဒီဒီအသင်းကဒီအသင်းကြီးဒုက္ခပေးနိုင်တဲ့အခြေအနေရှိတယ်ပြီးခဲ့တဲ့အပတ်တုန်းကလည်းရှုံးထားတဲ့အတွက်ကျွန်တော်တို့ Chelsea ကဒါမဖြစ်မနေအိမ်ခွဲမှာအဆွတ်တောင်းကိုအသွင်းကိုအ ਨੇ စုံ2ဂိုးလောက်သွင်းယူပြီး အိမ်ခွေးမှာရမပြစ်ယူသွားမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကယူဆရပေါ့လေဆိုတော့အကြီးရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်